ကျွန်တော်တို့တွေဒီခါတလေအားလက်တဲ့အချိန် online game တွေကိုကောင်းကောင်းလေးဆော့ကျင်ကြပါမယ်မိပြက်သွားလို့ line ကြပြီးတော့ရှုံးသွားတဲ့အပြင် internet နဲ့လည်းဆော့တော့လေ line ကမကောင်းတာကိုမှမိကတရက်ကို24နိုင်မှာ25နိုင်လောက်ကိုပြက်နေလို့စိတ်ညစ်နေကြမယ်ထင်ပါတယ် Hello အားလုံးပဲမင်္ဂလာပါ Henry Gaming ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကမိပြက်နေချိန်မှာတော့ ACC လေးဆော့ကစားလို့ရမယ် offline game ကောင်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့အခုဗီဒီယိုလေးထဲမှာဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းမဲ့ game လေးတွေပါဝင်မလဲဆိုတာကိုသိရအောင် ခုပဲဗီဒီယိုလေးစီကိုတွားကြည့်လိုက်ရအောင်လားဗျာနံပါတ်15 Global Trend Brother တို့တွေအေးအေးဆေးဆေးနဲ့မက်အကျယ်ကြီးကားမောင်းရတာကြိုက်နှစ်တက်တဲ့သူတရားဆိုရင်တော့ Global Trend ဆိုတဲ့ဂိမ်းလေးကတင်တော်ပါပဲဒီဂိမ်းလေးထဲမှာတော့ Brother တို့တွေဟာကြဲပြောလာတဲ့ match ကြီးတွေမှာကုန်ပစ္စည်းတွေလိုက်ပို့ရမယ် driver တယောက်နေရာကနေကိုစော်ကစားရမှာပဲဖြစ်ပါတယ် Brother တို့အနေနဲ့ဂိမ်းအစားမှာကိုယ့်ရဲ့ကားကိုကြိုက်တဲ့ပုံစံရွေးချယ်က customize လုပ်နိုင်ပြီးတော့ဂိမ်းထဲမှာပါတဲ့ match ကလည်း Brazil နိုင်ငံရဲ့ match ကိုအခြေခံကရေးဆွဲထားတာဖြစ်တာကြောင့်သွာလာမောင်းနေရတဲ့လမ်းတွေကလည်းဒီတေးကြလုံပါတယ် ဘရာသားအနေနဲ့ဂိမ်းထဲမှာကိုယ်နဲ့ကိုက်ညီတဲ့ control ပုံစံကိုစိတ်ကြိုက်ပြောင်းလဲပြင်ဆင်နိုင်မှာဖြစ်တယ်လို့ကာကိုထိန်ချုပ်ရတဲ့ control ကလည်းအနည်းငယ်ခက်ခဲတယ်လို့ဂိမ်းရဲ့ graphic နင်းရရသည့်ဥတုနဲ့ပတ်ဝန်းကျင်ပြောင်းတာကအစားတည်တက်တဲ့ဂိမ်းတစ်ခုဖြစ်ပြီးတော့အားနည်းချက်အနေနဲ့ကတော့ဂိမ်းရဲ့ language အပိုင်းနဲ့တချို့သော setting တွေကိုနမယ်တွေကိုရေးထားတာအပိုင်းမှာတော့လိုအပ်မှုရှိနေပါတယ်။နံပါတ်14 drone ဘရာသားတို့ကကိုယ့်ရဲ့ကားကိုအရှင်အမြင်ဆုံးကိုတင်ပြီးတော့မောင်းနှင်ရတာကိုကြိုက်တဲ့သူတရားဆိုရင်တော့အခုဂိမ်းလေးကိုစမ်းပြီးတော့ဆော့တင်ပါတယ်။ ဂိနေမှာဘရာသားတို့ကကိုစိတ်ကြိုက်ကားကိုရွေးချယ်လို့ရတဲ့ပြင်ကုန်မှာလမ်းတွေရတဲ့ဥတုတွေကိုပါစိတ်ကြိုက်ရွေးချယ်ပြီးတော့မောင်းနှင်လို့ရမှာပဲဖြစ်ပါတယ်။ဘရာသားတို့ရဲ့ကားကိုထိန်ချုပ်တဲ့စကေးပေါ်မှာမူတည်ပြီးတော့ခရီးများများမောင်းနှင်နိုင်ရင်မောင်းနှင်နိုင်တဲ့လောက်ကိုပတ်စံတွေရရှိမှာဖြစ်ပြီးတော့မောင်းနှင်ရဲ့လမ်းတခြားတခြားကားကိုတိုက်မိတာပဲဖြစ်ဖြစ်ထိမိတာပဲဖြစ်စီအနေနဲ့အများကိုယ့်ရဲ့ကားက damage ထိခိုက်လာမှာဖြစ်ပြီးတော့ထိခိုက်တာတွေများတော့ရင်ကားအစီရင်ဖြစ်ကရှုံးသွားမှာပဲဖြစ်ပါတယ်။ ဂိမ်းထဲမှာကိုကတယောက်တည်းဆော့ရတာပြင်လာလို့ရှိရင်လည်း round တစ်ခုကို create ကကိုရဲ့တငယ်ချင်းတွေနဲ့အတူတူဆော့ကစားလို့ရတယ်လို့ကိုရဲ့ skill ကိုသိကျင်ရင်လည်း online ကတခြားသော player တွေကစားတာကိုစမ်းသပ်လို့ရပြီးတော့ဂိမ်းရဲ့ graphic ကတော်တော်လေးကိုမှကောင်းမွန်တယ်လို့ control တွေကလည်းထိန်းချုပ်ရတာကအဆင်ပြေတာကြောင့် racing game တွေကြိုင်နေတတ်တဲ့သူတွေဆိုရင်တော့ဒီ game လေးကိုစော်တင်ပါရင်နံပါတ်73ကတော့ grand mount ထိန်း2ပဲဖြစ်ပါရင်ဒီ game လေးကတော့ခုလိုမျိုးပုံပြင်လာတဲ့နေရာတီကြီးမှာစော်ဖို့အကောင်းဆုံး game တစ်ခုတွေတဲ့ကဖြစ်ပါရင် ဂင်းနေမှာဘရာသားတို့တွေဟာမတ်ထဲမှာရှိတဲ့အပန်းဖြစ်တဲ့နေရာတစ်ခုချင်းစီကိုနှင်းလျှောစီးရင်းတဲ့ကူမှာတဖြည်းဖြည်းစီကိုရှာဖွေရမှာပဲဖြစ်ပါတယ်။အကွေးအောက်လမ်းတွေမှာနှင်းလျှောစီးရတွေတောင်တန်းမြင့်တွေပေါ်ကနေစကေးစီးပြိုင်တာတွေစားတဲ့မရှင်မျိုးမျိုးလဲပါဝင်တယ်လို့ပါဝင်တဲ့မရှင်တိုင်းကလည်းဘရာသားတို့စကေးကိုဆက်တက်မှာပဲဖြစ်ပါတယ်။ဂင်းနေမှာယူနေဖြစ်တဲ့ activity တွေဖြစ်တဲ့ lady စီးတာ၊ zelam စီးတာတွေစားတဲ့စိတ်ဝင်စားစရာကောင်းတဲ့မရှင်တွေပြင်ကုန်မှာဂင်းရဲ့ control ထိန်းချုပ်ရတာချုံးမွေးမှုကြောင့်ဘရာသားတို့တွေအကြိုက်တွေးမဲ့ဂင်းတွေတခုဖြစ်လာမယ်လို့ထင်ပါတယ်။နံပါတ်၁၂ကတော့ IM ကပ်ပဲဖြစ်ပါတယ်။ ။ Iron Cup ဆိုတဲ့ဂိမ်းလေးကတော့ Sandbox Style နဲ့ကိုမှပျော်ပျော်ရွှင်ရွှင်နဲ့စော်ကစားလို့ရမှာလေဖြစ်ပါရင်။တင်ကားတဲ့ကြောင်တကောင်ရဲ့နေရာကနေစော်ကစားရမှာဖြစ်ပြီးတော့အဖွားတယောက်ရဲ့အိမ်မှာ Explore လုပ်ရင်လည်းလှုပ်ဝက်ချက်တွေကိုဖြည့်ရှင်းရမှာပဲဖြစ်ပါရင်။တင်ကအင်းရဲ့ပစ္စည်းတွေပစ္စည်းအရလို့လောက်တာကုတ်ချစ်တာပစ္စည်းတွေခိုးရတွေကိုပြုတ်လောက်ကအင်ကို chaos ဖြစ်ရလို့လောက်ရမှာဖြစ်ပြီးတော့ တည့်ရက် play style ပေါ်မှာမူတည်ပြီးတော့အိမ်ပိုင်ရှင်ဖွားကြီးအတွက်ကိုကောင်းမွန်လာတဲ့အိမ်မွေးပတ်တကောင်ဖြစ်လာမှာလားဒါမှမဟုတ်ရင်ဆိုးရတဲ့အိမ်မွေးပတ်တကောင်လေးဖြစ်လာမလားဆိုတာကိုဆုံးဖြတ်ပေးမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့မြင်ကတော့အခုလိုကာလမျိုးတွေမှာကျွန်တော်တို့တွေကစိတ်ပင်ပန်းမှုတွေအများကြီးရှိတာကြောင့်ဒီကိလေးကိုဆော့ပြီးတော့ဘဝရဲ့အမောတွေနဲ့ပင်ပန်းမှုတွေကိုခဏတာမေ့ပြနိုင်မယ်ထင်ပါတယ်။နံပါတ်၁ကတော့ I am security ပဲဖြစ်ပါတယ်။ ဘရူးတွေကတခါတလေမှကိုကမကျင်တဲ့သူတွေကိုစိတ်ကြိုက်ထိုးချင်ကြိတ်ချင်ကြမယ်ထင်ပါတယ်။ဒီကိန်းထဲမှာတော့ဘရာသာတို့ဟာကလပ်တစ်ခုရဲ့ security တယောက်နေရာကနေစောက်ကစားရမှာဖြစ်ပြီးတော့ကလပ်ထဲကိုဘသူကိုဝင်ခွင့်ပြုမယ်မပြုဘူးဆိုတာကိုလည်းဆုံးဖြတ်ရမှာဖြစ်ပါတယ်။အန်ဒီကအတူတွေနဲ့ခန္ဓာကိုယ်မှာဖွက်ထားတဲ့လက်နက်တွေရှိမရှိကိုဆုံးဖြတ်ရမှာဖြစ်ပြီးတော့ ပုံမှန်မဟုတ်တဲ့သူတွေကိုရှာဖွေတွေးရှိရင်လည်းအပြစ်ပေးတဲ့ပုံကအရမ်းမိုက်ပြီးတော့ fan ဖြစ်တာကြောင့်စော်ကြည့်တင်မှုကိုမှ recommend ပေးပါတယ်။နောက်ဂင်းလေးစီကိုဆက်မသွားခင် brother တို့ကအခုလိုမျိုး video တွေကို US UK VPN လေးဖွင့်ပြီးတော့ကြည့်ပေးခြင်းအပြင်လည်းကျွန်တော်ကို spoil လုပ်သွားခဲ့လို့ရပါတယ်။ ကဲအဲ့ဒါဆိုရင်ဗီဒီယိုလေးစီကိုဆက်သွားကြတာပေါ့ဗျာနံပါတ်10ကတော့ IMUB ပဲဖြစ်ပါရင်တကယ်လေးကတော့ first page action style ကိုမှ FA ပုံစံမျိုးနဲ့ကိုစော်ကစားရမှာဖြစ်ပြီးတော့ဂိမ်းထဲမှာ brother တို့ကအနားယူသွားတဲ့ agent တယောက်အနေအားကနေကိုရန်သူတွေကိုတောင်းတဲ့ကြီးထဲမှာတိုက်ခိုက်ရင်းနဲ့ကိုစော်ကစားသွားရမှာပဲဖြစ်ပါရင်ရန်သူတွေကိုတိုက်ခိုက်ရမှာဖက်ခွားခုံတာတွေထောင်ချောက်စင်တာတွေကိုအုံပြုတ်က smash ဖြစ်ဖြစ်နဲ့ကိုမှတိုက်ခိုက်ရမှာပဲဖြစ်ပါရင် ဒါပေမဲ့လို့တတိထားရမှာကတော့တခုတော့ရှိပါရင်အဲ့ဒါကတော့ရန်သူတွေကိုတိုက်ခိုက်ချိန်မှာကိုယ့်ရဲ့လက်နက်ကကျိုးပဲ့ပျက်စီးသွားနိုင်တယ်လို့ခြေစံကုံနှုံးကလည်းရန်ကုန်မှာမြင်ပါရင်ဂိမ်းထဲမှာမတူညီတဲ့ level မျိုးစား29တိကိုပါဝင်တယ်လို့ visual ဘိုင်းမှာလည်း cinematic scene တွေကလည်း comment box ဆောင်တစ်ခုကိုကြည့်နေရတယ်လို့ပဲတိတက်ချောမွေ့ပြီးတော့ control ဘိုင်းကိုလည်းထိန်းချုပ်ရတာကလည်းလှည့်မြန်မှုရှိတာကြောင့်အရန်ကုန်မှာမိုက်တဲ့ game တစ်ခုဖြစ်ပါတယ်။နံပါတ်6ကတော့ open escape ပဲဖြစ်ပါတယ်။ကိုကတော့ robot တဲက escape game တွေကိုလည်းဆော့ကျင်နေလိုင်းရလည်းမကောင်းလို့ဝင်လို့မရပဲဖြစ်နေရဲဆိုရင်တော့ဒီ game လေးကိုဆော့ကျင်တင်ပါတယ်။ဒီ game ကတခြားသော ob game တွေခံစားရတဲ့ feel အတိုင်းကိုအပြေအဝခံစားရတယ်လို့ဆော့ကစားတဲ့နေရာမှာလည်းပျော်ဖို့ကောင်းတဲ့နေရာတွေဖြစ်တဲ့ဂျိုင်းရဲ့ pizza လိုနေရာမျိုးတွေပါဝင်ပြီးတော့အစင်တိုင်းမှာရှိတဲ့ထောင်ချောက်တွေကလည်း challenge ဖြစ်လွန်ပါတယ်။ ခန္ဓာလီမှာတော့ခံမှန်းရခတ်ခဲ့တဲ့ trap တွေနဲ့ level တွေရှိတက်ပြီးတော့ဂိမ်းရဲ့ control ကလည်းရိုးရှင်းထိန်းချုပ်ရတာလွယ်ကူတယ်လို့ graphic ကလည်းသူ့ဟာနဲ့သူမိုက်တာကြောင့်ကျွန်တော်ကတော့ဒီဂိမ်းလေးကိုကြိုက်နှစ်သက်ပါရင်နာမည်ရှိကတော့ Ryzen 10ပဲဖြစ်ပါရင်ဒီဂိမ်းလေးကတော့ PC မှာအရင်တုန်းကနာမည်ကြီးခဲ့တဲ့ Only App Chain Together တို့လိုမျိုးပုံစံလေးနဲ့ကိုဆော့ကစားရမယ့်ဂိမ်းလေးတစ်ခုပဲဖြစ်ပါရင် ။ဒီကနေ့မှာ Brother Roga Streamer တယောက်နေရာကနေစော်ကစားရမှာဖြစ်ပြီးတော့ကိုကကိုရဲ့ page တွေနဲ့ channel တွေကို follower နဲ့ like တွေတက်အောင်လို့လုပ်ဖို့အတွက် Phagwa ပုံစံ channel လေးကိုလှူဆောင်ရမှာဖြစ်ပြီးတော့ကိုက level တွေတစ်ခုချင်းစီအလိုက်ကိုမှ Phagwa challenge တွေလုပ်ရတယ်လို့ကိုစိတ်ကြိုက်လဲ free mode မှာ challenge တွေကိုစိတ်ကြိုက်လို့လို့ရပါတယ်။ဖက်ကွာ challenge တွေလုပ်ခဲ့သမျှမှာဒေါ်လာတွေရရှိလာမှာဖြစ်ပြီးတော့ရရှိလာတဲ့ဒေါ်လာတွေနဲ့ကိုယ့်ရဲ့ streaming အတွက်ကိုလိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ရမှာပဲဖြစ်ပါရင်ခင်ရဲ့ graphic ကလည်းကိုယ့်ရဲ့ phone ပေါ်မှာလိုက်ပြီးတော့လိုအပ်တယ်လို့ကိုချိန်လို့ရပြီးတော့ control တွေကလည်းရိုးရိုးရှင်းရှင်းနဲ့ကိုထိန်းချုပ်ရတာကလွယ်ကူပြီးတော့ နေရာတနေရာတွေကိုထက်ခါထက်ခါတုံးတာကလွေရင်ချန်နာကုံကတော့အဆင်ပြေတဲ့ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်7ဘက်ကတော့ Blue Ray App ပဲဖြစ်ပါတယ်။ Brother တို့ကဖက်ဆယ်တွေကိုဖြည့်ရှင်းရတာကိုလည်းစိတ်ဝင်စားတယ်။ငငယ်ကဆော့ခဲ့ဘူးတဲ့ Angry Bird လိုဂိမ်းမျိုးကိုလည်းချက်နေတဲ့ဒီဂိမ်းလေးကိုလည်းဆက်ပြီးတော့ဆော်ကြည့်တင်ပါတယ်။တင်ကတော့ Alien တွေရဲ့တိဆောက်ထားတဲ့ခံတက်ရဲ့ကိုယ်ထဲမှာရှိတဲ့ powerful ဖြစ်လာတဲ့ပုံတွေကိုအသုံးပြုကဖောက်ခွဲပြီးတော့ကြော်ဖြတ်ရမှာဖြစ်ပြီးတော့ပုံပြလို့ရတဲ့အချိန်ကြီးကလည်းအကန့်တက်နဲ့ပဲကိုတခါပြည့်ရင်ကိုတိတိကျကျလေးကိုမှစဉ်းစားပြီးတော့ပြရမှာလည်းဖြစ်ပါတယ်။ ဂိမ်းမတော့အလီယန်တွေကကိုယ့်ရဲ့ကဘာကိုဘယ်လိုမျိုးရရှိလာလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းတဲ့ story line လေးနဲ့ကိုမှပြသထားပြီးတော့ဂိမ်းထဲမှာလည်းလောလောဆယ်အထိကိုမှ level ပေါင်း80ကျော်အထိကိုပါဝင်ပြီးတော့ level တခုချင်းစီမှာလည်းကိုကမတူညီတဲ့ strategy နဲ့ face သဘောတရားတွေကိုတုံးကပြစ်လို့ရမှာပဲဖြစ်ပြီးတော့ level တခုပြီးတော့နောက်ထပ်တစ်ခုကိုရောက်သွားဖို့အတွက်ကလည်းကိုကိုယ်တိုင်ကချစ်စရာကောင်းတဲ့အကောင့်လေးကိုထိန်းချုပ်ကစော်ကစားရမယ့်နေရာကိုတွားရမှာဖြစ်ပြီးတော့တွားနေတဲ့အချိန်တွင်းမှာလည်းကိုကလမ်းမှာစိတ်ကြိုက်ဖြတ်စီလို့ရပါသေးတယ်။ ကျွန်တော်အနေနဲ့ကတော့ဒီဂိမ်းကတော်တော်လေးကိုမှချိတ်ဖြစ်ပြီးတော့ fan ဖြစ်တာကြောင့်အရန်ကိုမှကြိုင်းနှစ်တက်ပေမဲ့လို့မကောင်းတာကတော့ဂိမ်းကဝယ်ဆော့ရတာဖြစ်နေတာပဲဖြစ်ပါရင်နံပါတ်6ကတော့ Legend Fighter Modern Battle ဒီဂိမ်းလေးကတော့ Shadow Fighter 3ထက်ခဲမော်ဒယ် Combatto လိုမျိုး1 vs 1 fight ပုံစံမျိုးကိုမှ RPG style element လေးတွေနဲ့ကိုရောဆက်ထားတာပဲဖြစ်ပါရင် ဂင်းထဲမှာပါဝင်တဲ့ fighter တယောက်ချင်းစီမှာ unit ဖြစ်တဲ့ skill တွေလည်းပါဝင်မှာဖြစ်ပြီးတော့အဲ့ဒီ skill တွေကို unlock လုပ်ဖို့အတွက်ကလည်းကိုယ်အသုံးပြုတဲ့ fighter ကိုတိုက်ပွဲတော်တော်များများမှာအသုံးပြုရမှာပဲဖြစ်ပါရင်ဂင်းရဲ့ graphic ကတော့ပြောစရာမလိုပါလို့မှတ်ပြီးတော့တိုက်ခိုက်မှုတစ်ခုစီပြီးတာ လိုင်းအတက် heavy attack spare တွေမှာထွက်တတ်တယ် effect တွေကလည်းတော်တော်လေးကိုမှကွဲပြားပြီးတော့ gain rate control ကလည်း screen touch button spare icon button ဆိုပြီးတော့ကိုယ်နဲ့အဆင်ပြေတဲ့ control ကိုရွေးချယ်လို့ရမှာဖြစ်ပြီးတော့ brother တို့အနေနဲ့ level တွေတက်လာတာနဲ့ရန်သူတွေကလည်းပုံမှန်ခက်ခဲလာမှာဖြစ်တာကြောင့်ကိုကတော့ကိုတုံးပြနေတဲ့ fighter ရဲ့ combo တွေကိုကောင်းကောင်းမွန်မွန်အသုံးမချတတ်ဘူးဆိုရင်တော့ brother တို့နဲ့တူမရဲ့ဆက်ဆံရေးလို့လို့ပဲ brother တို့ကြီးကပဲခက်နေရမှာဖြစ်ပါတယ် နောက်ဂိမ်းလေးတွေစီကိုဆက်မသွားခင်ပရာတာတို့ကအခုလိုမျိုးဗီဒီယိုနဲ့ဂိမ်းလေးတွေ story line တွေကိုပါစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ပေးသွားခဲ့လို့ရတယ်လို့အခုဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like နဲ့ comment လေးတစ်ခုခု share ပြီးတော့ကူညီသွားခဲ့လို့ရပါတယ်။ကြည့်အဲ့ဒါဆိုရင်တော့ဗီဒီယိုလေးစီကိုဆက်သွားကြတာပေါ့ဗျာ။နံပါတ်5 Forgotten Memories Remaster ပရာတာတို့က Silent Hill Resident Evil စ Anti Drano လိုမျိုးဂိမ်းတွေကိုလည်းကြိုက်နေတတ်တယ်။ကိုကတော့အဲ့ဒီဂိမ်းတွေကိုဝယ်မစောချင်သေးဘူး။ဒီ Forgotten ဆိုတဲ့ဂိမ်းလေးတွေကိုပဲ try ကြည့်တင်ပါတယ်။ ဒီကနေ့မှာတော့ brother တို့တွေကစိတ်တစားစေယုံကြည်တဲ့မှာနိုးလာပြီးတော့အကဲကမှတ်ညံတွေဘာမှကိုမှမမှတ်မိတော့တဲ့ကောင်မလေးတယောက်နေရာကနေစော်ကစားရမှာပဲဖြစ်ပါတယ်။ကိုကတော့စေယုံကြည်တဲ့ကနေလွမြောက်ဖို့စေယုံကြည်တဲ့မှာစူးစက်ရှောက်ဖွေရမှာဖြစ်ပြီးတော့အဲ့ဒီလိုမျိုးစူးစက်ရှောက်ဖွေရင်းနဲ့လေကိုကိုကိုအန်ဒီရဲ့ပြီးလာမယ်ကြောက်စရာကောင်းတဲ့အကောင်ကြီးတွေနဲ့လည်းရင်ဆိုင်ရအောင်မှာဖြစ်ပြီးတော့ကိုကစေယုံကြည်တဲ့မှာရှိနေတဲ့ secret တွေနဲ့ passerie ကိုလည်းဖြည်းဖြည်းချင်းစီကိုမှဖြည့်ရှင်းပြီးတော့လွမြောက်အောင်လို့စူးစမ်းရမှာပဲဖြစ်ပါတယ်။ ဂိမ်းရဲ့ sound design နဲ့ environment တွေဖွဲ့စည်းထားတာကိုတော်တော်လေးကိုမှကြိုက်နှစ်တက်ပြီးတော့ကျွန်တော်အနေနဲ့ကတော့ horror game ကြိုက်နှစ်တက်တဲ့သူတွေအတွက်ကတော့ဒီဂိမ်းကမဖြစ်မနေစော်ကစားကြည့်တင်ပါတယ်။နံပါတ်၄ကတော့ Destiny ီဂိမ်းလေးကတော့ PC မှာရောခွန်ဆိုးမှာပါနာမည်ကြီးပြီးသားဂိမ်းတစ်ခုဖြစ်ပြီးတော့အခုချိန်မှာတော့ဖုန်းပေါ်မှာဆော့ကစားလို့ရနေပြီပဲဖြစ်ပါတယ်။ကိုကယောဂတွေဖြစ်ပွားနေတဲ့ကျွန်းနိုင်ငံလေးတစ်ခုကနေထွက်ပြေးနေရတဲ့ထောင်သားတယောက်နေရာကနေကိုဆော့ကစားရမှာဖြစ်ပြီးတော့ကိုကဂိမ်းရဲ့ round အစမှာလက်နက်တစ်ခုကိုရရှိမှာဖြစ်ပြီးတဖြည်းဖြည်းချင်းစီဂိမ်းကိုဆော့ကစားရင်းနဲ့ပဲနောက်ထပ် spare တွေကိုပါရရှိလာမှာဖြစ်ပါတယ်။ကိုကတော့လမ်းမှာရှိတဲ့ equipment တွေကိုရွေးချယ်က upgrade လုပ်ရမှာပဲဖြစ်ပါတယ်။ ဂိနေကဘော့စ်တယောက်ချင်းစီကခက်ခဲတာမို့လို့ကိုကတော့ကွန်ဘိုတွေကိုအသုံးပြုပြီးတော့တိတိကျကျလေးကိုမှတိုက်ခိုက်ရမှာဖြစ်ပြီးတော့ဘော့စ်နဲ့တိုက်ခိုက်လို့တည်သွားရင်ကိုကအစကပြန်ပြီးတော့ဆော့ကစားရမှာပဲဖြစ်ပါတယ်။ကိုရဲ့လက်နဲ့ကအနည်းကလား range လားအဲ့ဒီပုံမှာလဲမူတီက game play ပုံစံကတော့မြင်မြန်ဆက်ဆက်တိတိကျကျနဲ့ကိုမှတိုက်ခိုက်ကဆော့ကစားရမှာဖြစ်ပြီးတော့ကိုကတော့ခက်ခက်ခဲခဲနဲ့ဆော့ရတာကိုမှချိုင်းနဲ့တက်တဲ့သူဆိုရင်တော့ဒီ game လေးကတော့ဆော့ကိုဆော့ကြည့်တဲ့ game လေးတစ်ခုပဲဖြစ်ပါတယ်။နံပါတ်3ကတော့ Lara Croft Guardians of Light ဒီ game လေးကတော့ first play action adventure ပုံစံ game မျိုးဖြစ်ပြီးတော့ ဘရာဒါတို့ကတော့ Lara Croft ဆိုတဲ့ကောင်မလေးတယောက်နေရာကနေစော်စားရမှာပဲဖြစ်ပါတယ်။တကင်းကတော့ Tomato ပုံစံတော်တော်လေးကိုမှစင်တူမှုရှိပြီးတော့အပေါ်စီကနေကြည့်ရတဲ့ view ပုံစံနဲ့ shooter style နဲ့ passer ရေဖြည့်ရှင်းကစော်ကစားရမှာပဲဖြစ်ပါတယ်။တကင်းရဲ့အကောင်းဆုံးချက်ကတော့ co-op mode ပါဝင်တာဖြစ်ပြီးတော့ကိုကတော့အဲ့ဒီ mode မှာဆုတ်ရင်တော့တခြားသော player တွေနဲ့ passer ရေဖြည့်ရှင်း အန်နမီတွေကိုတိုက်ခိုက်ကကစားစရာဖြစ်ပြီးတော့ကိုကတော့ခိုခုံမုတ်ကိုမကြိုက်တတ်တဲ့သူဆိုရင်လေဆူလုံမုတ်မှလည်းတယောက်တည်းပျော်ရွှင်စွာကစားလို့ရတာပဲဖြစ်ပါရင်ဂိမ်းထဲမှာပါဝင်တဲ့ secret နေရာတွေအမိုက်စားဝက်ပေါ်နေပြင်ကုန်မှာ boss fight အပိုင်းမှာလည်းတော်တော်လေးကိုမှမိုက်ပြီးတော့ control ထင်းချုပ်ရတာကလည်းချုံမမှုရှိတဲ့ပြင်ကုန်မှာဂိမ်းရဲ့ graphic နဲ့ visual အပိုင်းတွေကလည်းမိုက်နေတာတွေနဲ့စစ်လို့စားစရာကောင်းအောင်လို့ gameplay တွေကြောင့်လည်း action game ကြိုက်တဲ့သူတိုင်းမဖြစ်မနေကိုစောကြည့်တဲ့နေခဲ့လေတခုပဲဖြစ်ပါရင်နံပါတ်2ကတော့ dredge တကယ်လို့ Brother ကဒီ dress ဆိုတဲ့ game လေးကိုရိုးရိုးတက်တက်တာမန်တခြား game တွေနဲ့တူးနေတယ်ထင်ရင် Brother တို့အနေနဲ့မှတ်သွားပါလိမ့်မယ်။တကယ်လို့ကတော့တခြားသော fishing game တွေရဲ့ထုံးစံအတိုင်းပဲချက်ပြောလာတဲ့ပင်လယ်ပြင်ကြီးထဲမှာထူးဆန်းလာတဲ့အရာတွေကိုကိုတယောက်တည်းအထီးကျန်ဆန်ဆန်ရှာဖွေရမှာဖြစ်ပြီးတော့ငါးရီဖန်တဲ့လေကိုရေရောက်ကနေထွက်ပေါ်လာတဲ့ထူးဆန်းတဲ့တိုက်ခိုက်မှုတွေကနေခဏရင်ရှိအောင်လို့ upgrade လုပ်ပေးရမှာပဲဖြစ်ပါရင် ဂိမ်းထဲမှာကိုယ့်ရဲ့ဖန်ဆီရမိလာတဲ့ငါးတွေကိုရှာလို့ရတယ်လို့ quest တွေကိုပြီးအောင်လုပ်ပြီးတော့ Eric Island မှာရှိတဲ့ secret တွေနဲ့ကိုပြဿနာတွေကိုရှာဖွေဖော်ထုတ်ရမှာလည်းဖြစ်ပါရင်ဒါပေမဲ့လို့ပင်လယ်ပြင်ကြီးကတော့အေးအေးကျကျနဲ့တည်ရှိနေတာမဟုတ်ပဲねညာဘက်မှာထူဆန်းတဲ့အရာတွေကရေထဲကနေကိုထွက်လာတက်ပြီးတော့ဂိမ်းရဲ့ visual ကလည်းတော်တော်လေးကိုမှမှိုက်ပြီးဂိမ်းရဲ့ပုံစံကလည်းချေးလို့အရန်ကောင်းပြီးတော့ရေထဲမှာရှိနေတဲ့အရာတွေကဘာလဲဆိုတာသိကြရဲ့ Brewer စတို့ကိုယ်တိုင်ပဲစောကြည့်တင်ဖို့ကို recommend ပေးပါတယ်နော် နံပါတ်၁ကတော့ brush memory infinite ပဲဖြစ်ပါရင်ဒီကနေ့ကတော့ FPS ပုံစံနဲ့ကိုကစားရမှာဖြစ်ပြီးတော့ကျွန်တော်တို့တွေကအချိန်နဲ့အာကာသကိုထိန်းချုပ်နိုင်တဲ့အစွမ်းရှိတဲ့ special agent တယောက်နေရာကနေစော့ကစားရမှာပဲဖြစ်ပါရင် combat ပုံစံနဲ့ shooting ပုံစံတွေကလည်းပြောမပြနိုင်လောက်အောင်ကိုမိုက်ပြီးတော့ combat stun က face speed ပုံစံဆိုပေမဲ့လို့ enemy တွေကိုအနည်းငယ်တိုက်ခိုက်လို့ရမယ် spare တွေပါပါရှိမှာလည်းဖြစ်ပါရင်ဒီနေ့မှလည်းကိုကအနာကက်ကနေလာတဲ့စစ်သားတွေ၊ Medical B တွေနဲ့ Boss တွေကိုကို့မှာရှိတဲ့ Gun Shower Special Ability တွေနဲ့ကိုရေးဆိုင်ရမှာလည်းဖြစ်ပါရင် ဂိမ်းရဲ့ graphic ကတော့ဘာမှကိုပြောစရာမလိုတဲ့ပြေကုန်းမှာခွန်ဆိုးနဲ့ PC ဂိမ်းတွေရဲ့ visual အတိုင်းကိုခန့်စားရမှာဖြစ်ပြီးတော့ story sequence ကလည်းသူ့ဟာနဲ့သူတို့မှိုက်ပြီးတော့အကုန်လုံးကိုခြုံကြည့်ရမယ်ဆိုရင်တော့ brush memory ဟာ FPS ဂိမ်းချစ်သူတွေအတွက်ကတော့ sensor ကြီးတဲ့ဂိမ်းလေးပဲဖြစ်ပါရင် ဒါတွေကတော့ဖုန်းပေါ်မှာဆက်လို့ကောင်းမယ် offline game 15ခုဖြစ်ပြီးတော့ဒီ game တွေတင်ကမှတစ်ခုလောက်တော့ brother တို့ရဲ့အကြိုက်ဖြစ်မယ်လို့လည်းမျှော်လင့်ပြီးတော့ဒီကနေ့ရဲ့ video လေးကိုတော့ဒီနေရာမှာပဲအဆုံးသတ်တော့မှာဖြစ်ပြီးတော့နောက်နေ့တွေကြာရင်လည်းနောက်ထပ်ပုံမကောင်းမွန်တဲ့ video လေးတွေနဲ့ပြန်လာခင်းမှာဖြစ်ပြီးအခု video လေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း channel လေးကို subscribe လေးလုပ်ပြီးတော့ကူညီပေးသွားခဲ့လို့ရပါတယ်